အားလုံးပဲမင်္ဂလာပါခင်ဗျ Lucky Duty Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျ31ရက်နေ့10လ2025ကအနိကတ်တက်ပေါ့ခင်ဗျနော်31ရက်နေ့အခုဆိုရင်ကျွန်တော်တို့9နိုင်ကြော်ပြီခင်ဗျနော်ကျွန်တော်အခုမှစတင်ပြတာပါနော်အခုကျွန်တော်က17နိုင်10မိနစ်ကိုကျွန်တော်တွက်ပြပေးပါမယ်၄နိုင်ခွဲတွက်ပြပေးပါမယ်30ရက်နေ့ကဆိုရင်ကျွန်တော်တို့နော်80ခွန်86ဆိုတော့အရန်ကထွက်သွားပါတယ်ခင်ဗျနော်ညနေ53တော့60ခွန်ဆိုတော့ဒီမှာခင်ဗျနော် အရန်ကထွက်သွားပါလေဒီမှာ6ထိပ်နဲ့ကျွန်တော်ပေးတာလား6ထိပ်အရန်မှာ68เนาะ68 96ကအရန်ကထွက်သွားပါလေခင်ဗျာเนาะဒီတော့ဒီမှာရွေးပေးလိုက်တာက64 64 68 68 54ရွေးပေးလိုက်တာဟုတ်ပြီเนาะအရန်တဲကထွက်သွားတော့ပါခင်ဗျာဟိုနေရာဆိုလဲတယောက်ပေါက်တယ်နှစ်ယောက်ပေါက်တယ်ခင်ဗျာเนาะပေါက်တဲ့ညီဒီတော့ရှိပါလေအခုကျွန်တော်32ရက်နေ့ ဆန်းတဲ့နိုင်တမနစ်ကိုကျွန်တော်ပြမယ်ခင်ဗျာနော်ပထမဆုံးကျွန်တော်ထိပ်စီးပိုင်းလေးကိုစကြည့်မယ်ခင်ဗျာနောက်ပထမဆုံးထိပ်စီးပိုင်းလေးရတော့ဒီကကျွန်တော်9ရယ်3ညရယ်9ရယ်3လုံးပေါင်းချင်းပါခင်ဗျာနော်ဒီ3လုံးပေါင်းချင်းဒီ3လုံးပေါင်းချင်းကကျွန်တော်တို့7200လဲ2ရယ်ပါဝါက9ပေါ့ဟုတ်ပြီနော်2ရယ်ပါဝါက9ဆိုတော့ကျွန်တော်ဒီမှာပါထိပ်စီးထွက်သွားပြီလဲဆိုတော့9ထိပ်စီးနဲ့ထွက်သွားတယ်ဟုတ်ပြီနော် 9ရက်9ရက်3ည33ပေါင်းချင်းက72ရက်ပေါင်းဝ9 9ရက်ထိပ်စီကျွန်တော်အပိတ်ကိုတစ်ခါလေးကြည့်မယ်ဆိုရင်အပိတ်ပါတစ်ခါလေးကြည့်ပါခင်ဗျเนาะအပိတ်ကတစ်ခါလေးကြည့်မယ်ဆိုရင်ဒီအပေါ်3ပေါင်းချင်းနဲ့အောက်3လုံးပေါင်းချင်းပါခင်ဗျเนาะအဲ့ဒီ3လုံးနဲ့တစ်လုံးနဲ့ပေါင်းချင်းကကျွန်တော်ဘာရလဲဆိုတော့တဆ16ပါခင်ဗျเนาะ16ဆိုတော့ကျွန်တော်9ရက်မှာ4ပိတ်မယ်ဆိုတော့9ရက်ပေါင်းဝါက4ပေါ့ခင်ဗျเนาะဒါကြောင့်သူ့မှာလည်းကျွန်တော်4အပိတ်နဲ့ 84ဆိုပြီးထွက်ထားတယ်ခင်ဗျဟုတ်ပြီเนาะနောက်တစ်ခုကျွန်တော်ဆက်ကြည့်ပေးပါနောက်တစ်ခုလည်းဒီတိုင်းအပေါ်အတိုင်းလေးပဲခင်ဗျเนาะဒီက9ရဲ့ကျွန်တော်လာမယ်ဆိုရင်2ရဲ့ဒီက8ဒီ3လုံးပေါင်းခြင်းကလည်းကျွန်တော်10 18 9ရဲ့ပါဝါကလည်း2ပဲခင်ဗျเนาะ2ပြည့်တဲ့အတွက်ဒီမှာလည်းကျွန်တော်ဗာထိတ်စီထွက်လာတယ်ဆိုတော့2ထိတ်စီလေးထွက်လာတယ် ဟုတ်ပြီအဲ့ဒီတိုင်းလေးပဲကျွန်တော်တို့ဆက်သွားမယ်ဆိုရင်တင်းနဲ့တင်းနဲ့ပေါင်းမယ်နှင်းနဲ့ပေါင်းမယ်တရားလှင်းနဲ့ပေါင်းမယ်2 4 5 6 6ရတယ်6ရဲ့ပါဝါက1ပါခင်ဗျာနော်6ပါဝါ1ဆိုတော့ဒီမှာကျွန်တော်က1အပိတ်နဲ့21ဆိုပြီးတော့ထွက်သွားတယ်ဟုတ်ပြီနော်ဒီ3လုံးပေါင်းခြင်းက7 9ပါဝါ2ထည့်စီရပါတယ်ဒီ4လုံးပေါင်းခြင်းက6 6ရဲ့ပါဝါ1 1ပိတ်1ပိတ်နဲ့နော်21ဆိုပြီးထွက်သွားပါတယ်ခင်ဗျာ ဒါကြောင့်အခု12နှစ်ကျွန်တော်တို့12နှစ်တက်မနှစ်မှာဆိုရင်ကျွန်တော်တို့ဘာထွက်နိုင်လဲဆိုတော့ဒီဟာကျွန်တော်တရရ3ညရ3ရဒီ၄3လုံးပေါင်းချင်းကကျွန်တော်တို့400ရတယ်4ရဲ့ပေါင်းဝါက9နော်9ဆိုတော့ကျွန်တော်တို့အထိတ်စီးရ9တလုံးပိုင်သွားပြီခင်ဗျနော်9တလုံးပိုင်ပြီဆိုတော့အပိတ်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အပိတ်က1 4ဆို5ဒီက9နဲ့ထပ်ကထပ်ပေါင်းမယ်ဆိုတော့13ည3ညရဲ့ပါဝါက9ပဲခင်ဗျ။ တုံညပါဝါ9ဆိုတော့ကျွန်တော်9လက်ပိန်ပါပေါ့နော်90နဲ့9တစ်ခွက်ပဲထိုးရမယ်မိမိတို့နော်7နဲ့10မိနစ်တော့95တစ်ခွက်ထိုးရမယ်အခုကျွန်တော်ညနေ4နိုင်ခွဲကိုပြတယ်ခင်ဗျနော်ညနေ4နိုင်ခွဲပါတစ်ခါလေးကြည့်ပေးပါညနေ4နိုင်ခွဲနော်ညနေ4နိုင်ခွဲမှာကျွန်တော်ကဘာဖြစ်မလဲဆိုတော့ဒီ၄လုံးပေါင်းချင်းဒီလေးလုံးပေါင်းချင်း နော်ဒီလေးလုံးပေါင်းချင်းကျွန်တော်ဝိုင်းလိုက်ဒီလေးလုံးပေါင်းချင်း6နဲ့လီ78 25 30 3ရဲ့ပါဝါက9ဟုတ်ပြီနော်3ညပါဝါ9ဆိုတော့ဒီမှာကျွန်တော်တို့9ထိပ်စီထွက်တာလေဟုတ်ပြီနော်6 95ခုပေါင်းချင်း6နဲ့လီ78 9ရက်ပေါင်း25 9နဲ့ပေါင်း30 3ည3ညရဲ့ပါဝါ9ဒီမှာ9ထိပ်စီကျွန်တော်တို့အပိတ်ပါတစ်ခါလေးထွက်ပြီးမယ်ခင်ဗျအပိတ်ကြတော့ ပိတ်ကြတော့ကျွန်တော်ဒီ၃လုံးပေါင်းခြင်းဟုတ်ပြီเนาะအပိတ်ကတော့ဒီမှာဒီ၃လုံးပေါင်းခြင်းဒီပေါ်မနဲ့ကျွန်တော်ကကဒီကောင်တွေ့လာတဲ့အတိုင်းပဲ9 9 16ရပါ10ဆို16သူကြတော့ကျွန်တော်ဘာနဲ့ယူလိုက်မယ်ဆိုတော့ကိုယ့်ရဲ့နှက်ခတ်က6เนาะ6ဆိုတော့ဒီမှာကျွန်တော်တို့က6ပိတ်နဲ့52 6ထွက်သွားတယ်ဟုတ်ပြီเนาะကျွန်တော်တို့မနဲ့အတိုင်းပဲမနဲ့အတိုင်းပဲကျွန်တော်ပြန်ယူထားပြပါတယ်9 9 16ကိုယ့်ရဲ့နှက်ခတ်က6ကျွန်တော်6ပိတ်56ထွက်သွားတယ်ခင်ဗျာ ဟုတ်ပြီနော်နောက်တစ်ခုကျွန်တော်ဆက်ကြည့်မယ်နောက်တစ်ခုကဒီကလီလေးလုံးပေါင်းခြင်းဒီလေးလုံးပေါင်းခြင်း10 23ပေါ့ခင်ဗျာ3ရဲ့ပါဝါက8ဒီမှာကျွန်တော်8အပိတ်ထွက်တာအပိတ်ကဒီဒီကျွန်တော်ဒီလေးလုံးကြည့်မယ်ဆိုရင်အပိတ်ကလေးလုံးကြည့်မယ်2 4 6ပေါ့6ရဲ့နတ်ခတ်က9ဒီမှာ9အပိတ်ထွက်တာလေခင်ဗျာနော်9အပိတ်89ဆိုပြီးထွက်တာလေဟုတ်ပြီနော်ဒါကြောင့်မို့လာမယ့်ကျွန်တော်31ညနေ4နာရီခွဲမှာကျွန်တော်ဒီလေးလုံးပေါင်းခြင်း ဒီလေးလုံးပေါင်းခြင်းက9 8 9 10 15 15ဆိုတော့9ရဲ့ပါဝါက3ညဟုတ်ပြီ9ပါဝါ3ညဆိုတော့ဒီမှာကျွန်တော်တို့ဒီလေးလုံးပေါင်းခြင်းကြည့်မယ်ဆိုရင်နော်ဒီလေးလုံးပေါင်းခြင်းကြည့်မယ်ဆိုရင်9 6 10 3ည3ညရဲ့နှက်ခတ်က9ဒီမှာကျွန်တော်တို့9လက်ပိတ်ဒါကြောင့်မို့ကျွန်တော်2ကွက်ပဲထိုးရမယ်ဘာနဲ့ဘာနဲ့လဲဆိုတော့3ညရဲ့9ည3ည9 9ဒီနောက်ကွက်ပဲထိုးရမယ် အဲ့ဒီမှာမှအရင်ထိုးခြင်းတဲ့လူကတော့၄ပါဝါကို၄ပါဝါ၄ရက်နှက်ခတ်က2 3ညပါဝါ5 3ညနှက်ခတ်က9 5ရက်ပါဝါ3ည5ရက်နှက်ခတ်က3 3ညပါဝါဆိုရင်5နော်အဲ့လိုတွဲထိုးလို့ရပါတယ်ပထမဆုံးကျွန်တော်တို့၄3ည5 5ခွန်ဒါအရင်နော်9 3ညအရင်9 5ကဒက်9ခွန်အရင်2 3ည2 5အရင်2ခွန်အရင်ပေါ့ခင်ဗျာနော်ညနေပိုင်းမှာဆိုရင်တော့ကျွန်တော်တို့9 3ည ်အာ9 9 9 9 9လာအပူးဆိုရင်9 9ရှိမယ်ခင်ဗျာနော်အပူးဆိုရင်9 9ရှိမယ်ပြီးရင်3ည3ညရှိမယ်အပူးမှာဟုတ်ပြီနော်အပူးမှာ3ည3ညရှိမယ်အရန်မှာဆိုရင်ကျွန်တော်တို့3 3ည3 3 9လာမယ်အဲမနက်ထိတ်မနက်ထိတ်နဲ့ညနေပိတ်နေဆိုရင်တော့69ရမယ်ခင်ဗျာနော်69ညနေထိတ်က3ည5ဒါကတော့နော်မနက်ထိတ်နဲ့ညထိတ်နဲ့ကျွန်တော်တွဲပြီးလိုက်တာ ဟုတ်ပြီเนาะအဓိကမိန်ကတော့65နဲ့39နဲ့အားလုံးပဲကျွန်တော်တို့ကျွန်တော်ကဒီနေ့ 3D ပါတင်ပေးမယ်ခင်ဗျာเนาะမနေ့ပြင်ကျွန်တော်တရက်နေ့အတွက် 3D ပါကျွန်တော်တင်ပေးပါမယ်အားလုံးပဲကျွန်တော်30ရက်နေ့မှာအားလုံးကံကောင်းကြပါစေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်